ဆန်ရှိတဲ့ယောက်ျားကိုပိုင်ဆိုင်ထားပေမဲ့လည်းအိမ်တော်ရေးကံမကောင်းတဲ့ဤချောဖို့မင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ဒီနေ့ကျမတို့ရဲ့ channel မှာပရိသတ်တွေစိတ်ဝင်စားကြတဲ့အမှုပညာရှင်တအူးအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။သူကတော့မြန်မာရုပ်ရှင်လောကရဲ့ဆွဲဆောင်မှုရှိတဲ့မင်းသမီးကျော်လေးဤချောဖို့ပဲဖြစ်ပါတယ်။ဤချောဖို့လို့ပြောလိုက်တာနဲ့ခန္ဓာကိုယ်အချို့အစားလှပမှုပြည်ပြင်းတဲ့တည်ဆောင်မှုတွေနဲ့အောင်မြင်ကြော်ကြတဲ့မင်းသမီးတက်လက်ကိုမြင်အောင်ကြမှာပါ။အပြင်းပန်းကြည့်ရင်သူမဟာတတိကတော်ဖြစ်စိတ်ချမ်းသာစွာနဲ့ပျော်ရွှင်နေတယ်လို့ထင်ကောင်းတင်ကြပါလိမ့်မယ်။ဒါပေမဲ့တကယ်တကယ်တမ်းတော့ဤချောဖို့ဟာပတ်စံရှိတဲ့ ယောက်ျားကိုပိုင်ဆိုင်ထားပေမဲ့လည်းအင်အားရကံမကောင်းခဲ့တဲ့မင်းသမီးလေးတဦးဆိုတာကိုပြည်သက်တွေတည်ပြီးကြပြီလားရှင်ဒီနေ့မှာတော့သူမရဲ့လူပညာခရီးလမ်းနဲ့အင်အားလိုအပ်ချက်အချို့ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မင်းသမီးအချောဘူဟာမြန်မာရုပ်ရှင်လောကမှာမော်ရယ်နဲ့မင်းသမီးအဖြစ်အောင်မြင်ကြော်ကြားတဲ့လူပညာရှင်တဦးဖြစ်ပါတယ်သူမရဲ့လူပညာခရီးကိုဘယ်အချိန်ကစတင်ခဲ့လဲဆိုတာကိုကြည့်ရအောင်ပါသူမဟာကိုရန်ကျောင်းသူဘဝရဲကလူပညာအလုပ်ကိုစတင်လုပ်ကင်ခဲ့တာဖြစ်ပြီးတော့ဘွေရပြီးနောက်ပိုင်းမှာလည်းလူပညာအလုပ်တွေကိုဆက်လက်လုပ်ကင်ခဲ့ပါတယ်ပြည်သက်တွေကြားမှာသူမကိုလူတိမြ များစေတာကတော့ခန္ဓာကိုယ်အချိုးစားလပသူတို့အဖြစ်ပဲဖြစ်ပါတယ်။ဒါပြင်သူမရဲ့ပြည်ပြင်းနဲ့တယောက်ဆောင်မှုတွေကလည်းပြည်သက်တွေကိုအမြန်ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။သူမဟာခန္ဓာကိုယ်အချိုးစားလပရုံသာမကတယောက်ဆောင်ပိုင်းမှာလည်းထူးချွန်တဲ့အတွက်လူရှင်၅ပေါင်းများစွာမှာပါဝင်တယောက်ဆောင်ခဲ့ပြီးပြည်သက်ခိုင်မာရရှိထားတဲ့မင်းသမီးတက်လက်လည်းပဲဖြစ်ပါတယ်။အောင်မြင်တဲ့လူပညာရှင်ဘဝမှာရှောက်လန်းနေရင်းနဲ့ပဲမင်းသမီးဤချောဘူဟာ2023ခုနှစ်ဝင်းကျင်မှာအိမ်တော်ပြုခဲ့ပါတယ်။သူမရဲ့ခင်မုန်းဖြစ်သူနဲ့ဘယ်လိုဆုံးတွေ့ခဲ့လဲဆိုတာကိုသူမကပုံမှန်လင်းလင်းပြောပြခဲ့မှုပါတယ်။သူမနဲ့ခင်မုန်းဖြစ်သူတို့ဟာဒီနေ့တိုင်ရဲ့ အပျော်ရွှင်ဆုံးပွဲတော်ဖြစ်တဲ့တကြံပွဲမှာဆက်တင်ဆုံးတွေ့ခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်မို့သူမကဒီအိမ်တော်ကိုတကြံဖူးစာလို့ချစ်စနိုးပြောခဲ့ဘူးပါတယ်။ပြည်သက်ကြီးတို့ရဲ့သူမရဲ့ခင်မုန်းဖြစ်သူကတော့အဆဆအယယာအာကိုရသူယုံကြည်ရသူဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင်းစိတ်သဘောထားခြင်းလည်းထပ်ထူကြတယ်လို့သူမကဖွင့်ဟခဲ့ပါတယ်။အချစ်ဆိုတာကအဆွေလန်ကြည်ပြီးစိတ်ကူးရင်ဆန်နေဆိုရင်သူမရဲ့ခင်မုန်းပေါ်ခံစားချက်ကိုကြည့်ပါ။သူမဟာခင်မုန်းဖြစ်သူရဲ့အကြည့်တစ်ခုရဲနဲ့ပင်ကြွေသွားရခဲ့တယ်လို့လည်းဖွင့်ဟပြောဆိုခဲ့ဘူးပါတယ်။ lockdown ရေခုံစရာကောက်လိုက်တဲ့အချစ်ဇလန် လေးလဲနော်။ဤချောဘောဟာသူမချီရတဲ့ဒဇံဘူးစာရှင်နဲ့လက်ထပ်လိုက်တဲ့အခါပရိသတ်တွေကသူမကိုကံကောင်းတဲ့မင်းသမီးလေးအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့ခင်မုန်းဖြစ်သူဟာပစံရှိတဲ့လုပ်ငန်းရှင်တဦးဖြစ်တာကြောင့်သူမဟာတတိကတော်အဖြစ်ပျော်ရွှင်ချမ်းမြေစွာနေထိုင်ရလိမ့်မယ်လို့အားလုံးကထင်မှတ်ခဲ့ကြပါတယ်။အင်းအောင်ကြပြီးနောက်ပိုင်းမှာလည်းလူမယအလုပ်တွေကိုသူမစိတ်တလို့ဆက်လုပ်ခွင့်ရခဲ့ပြီးတော့ခင်မုန်းဖြစ်သူရဲ့ပံ့ပိုးမှုတွေအပြေအဝရခဲ့တယ်လို့ပရိသတ်တွေကြားထဲမှာသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဆိုတော့ပြမလူတွေရဲ့အမြင်မှာတော့ဤချောဘောဟာချမ်းသာတဲ့ခင်မုန်းကိုရထားတဲ့အတွက် ယ်အင်တာဗျူးမှာလည်းပြည်စုံပြောရှင်နေတယ်လို့ပဲထင်မှတ်ခဲ့ကြတာပါဒါပေမဲ့ပြည်သက်ကြီးတို့ရဲ့အပေါ်ရန်အမြင်တွေကပြင်ပကောလာဟာလာတွေဟာတကယ်အဖြစ်မှန်မဟုတ်ခဲ့ဘူးဆိုတာကိုဒီမိုင်းနောက်ပိုင်းအင်တာဗျူးဖြစ်စဉ်တွေကတက်တည်ပြခဲ့ပါတယ်ချမ်းသာတဲ့ခင်မုန်းကိုရရှိထားပေမဲ့လို့ဤချောဘွားအင်တာဗျူးကံမကောင်းတဲ့မင်းသမီးလေးတဦးဖြစ်နာမည်ထွက်လာခဲ့ပါတယ်ဒါရီကြောင့်ဒီမိုင်းအင်တာဗျူးဟာအပြင်မန်းကမြင်ရတယ်လို့ပန်ခင်လန်မဖြစ်ခဲ့လဲဆိုတာကိုပြောပြပေးသွားပါမယ် မိုးကောင်းစေးုံမှာဣချောဘွယ်ကလေးကောက်ွယ်ဆေးထိုးဖို့လာတဲ့အခါမှာဣချောဘွယ်ရဲ့ယောက်ျားဖြစ်သူဟာဣချောဘွယ်နဲ့အတူဆေးထိုးတဲ့အခန်းထဲကိုလည်းလိုက်မဝင်ဘူးကလေးကငိုယိုပြီးပြန်ထွက်လာတဲ့အခါမှာလည်းဣချောဘွယ်ကိုပြောဆိုနေပြီးတော့သူကကလေးကိုချီပြီးထွက်သွားတာကိုတွေ့လိုက်တဲ့သူတွေကပြန်ပြောပြနေကြပါတယ်ဣချောဘွယ်ယောက်ျားဖြစ်သူကမျက်နှာထားမှာမာထန်နေပြီးဣချောဘွယ်ကိုတော့မဆောင်မဲ့အလင်းအမြန်ထွက်ခွာသွားပါတော့တယ်ယောက်ျားဖြစ်သူကတအားမောက်မာပြီးဣချောဘွယ်နဲ့စကားပြောတဲ့အခါမှာလည်းဣချောဘွယ်ခင်ဗျခေါင်းလေးငုပ်ပြီးနားထောင်နေရတယ်ဆိုပြီးလည်းသိရပါတယ်ဣချောဘွယ် ရဲ့မြို့သားဖြစ်သူကအရင်တုန်းက L Science ရဲ့ရီစာဟောင်းဖြစ်တယ်ဆိုပြီးလဲသိရပါဗျ။သူမရောက်ကြဖြစ်သူက L Science ကိုတော်တော်ချစ်ခဲ့တယ်လို့လဲသိရပါဗျ။ယောက်ျားတွေကသူတို့ချစ်တဲ့မိန်းမတွေကိုရင်ပတ်တယ်ထည့်ထားပြီးသူတို့ကိုချစ်တဲ့မိန်းမတွေကြအနားမှာထားတတ်ကြတယ်တနာလိုက်တာမင်းသမီးအချောကိုရဲ့ဆိုပြီးပြောထားတာတွေကိုလဲတွေ့ရပါဗျ။အင်တာနက်အစင်မပြေမှုတွေသဘောထားချင်းမတိုက်ဆိုင်မှုတွေဟာအပြင်ဘက်ကမြင်ရတဲ့ချမ်းသာကြွယ်ဝမှုတွေရဲ့နောက်ကွယ်မှာရှိနေခဲ့ပါဗျ။အချစ်တစ်ခုတည်းနဲ့ကြွေခဲ့ရတဲ့အချစ်ဟာလဲလက်တွေ့ဘဝရဲ့ PR တွေအောက်မှာပြပြသွားခဲ့ရ ပါတယ်။ပတ်စံဆိုတာလူတစ်ယောက်ကိုစိတ်ချမ်းသာမှုပေးနိုင်ပေမယ့်အိမ်တော်ရဲ့ဒုက္ခကိုတော့အပြေဝပေးနိုင်မှာမဟုတ်ပါဘူး။မင်းသမီးအီချောဘိုဟာလည်းဒီဖြစ်ပျက်မှန်ကိုခက်ခတိတိခံစားခဲ့ရသူပါ။အချင်းနဲ့ယုံကြည်မှုစတင်ခဲ့တဲ့အိမ်တော်ရဲ့တစ်ခုဟာအချင်းတို့အတွင်းမှာပဲအဆုံးသက်သွားခဲ့ရတဲ့အတွက်ပရိသတ်တွေကလည်းဝမ်းနဲ့ခဲ့ကြပါတယ်။သူမဟာလူမြညာနယ်ပယ်မှာအောင်မြင်ခဲ့ပြီးမယ်ကိုပိုင်ဘဝရဲ့အိမ်တော်ကြီးမှာတော့ကံမကောင်းခဲ့ဘူးလို့ပြောရင်မှားပါဘူး။ပိတက်ကြီးတို့ရဲ့ဒီလိုချစ်စင်းမေတ္တာတွေနဲ့စတင်ခဲ့တဲ့အီချောဘိုရဲ့အိမ်တော်ကြီးဟာဘာကြောင့်ဒီလိုဖြစ်ခဲ့ရလဲဆိုတာကိုကျမတို့သင်ခန်းစာယူနိုင်ပါတယ်။အိမ်တော်တစ်ခုမှာငွေကြေးဆိုတာအရေး းကြီးပေးမယ်နားလည်မှုစိတ်သဘောထားချင်းထက်တူကြမှုရင်မချင်းနှီးမှုတွေကပိုပြီးအရေးကြီးတယ်ဆိုတော့ကိုအချို့ဝင်အင်တာမေးကတက်တေပြနေပါတယ်ဒီကြောင့်ကိုတရားဒီဖြစ်ရတွေကနေခွန်အားတွေယူပြီး86ရမယ်လူပညာလမ်းကြောင်းနဲ့ကိုပိုင်ဘဝမှာပျော်ရွှင်ချမ်းမြေ့ပါစေလို့ကျမတို့ဆုတောင်းပေးလိုက်ပါတယ်ပရိသတ်ဂျီရိုရဲ့အမြင်မှာရောအချို့ပေါ်ရဲ့အင်တာမေးကံမကောင်းမှုဟာဘာကြောင့်လို့ထင်ပါလဲကိုပိုင်အတွေ့အကြုံကို comment မှာရေးပေးခဲ့ကြဖို့မမေ့ပါနဲ့နော်နောက်ထပ်ဆက်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုလည်းတင်ဆက်ပေးအောင်တော့မှာမို့လို့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်နော်ဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါရရှင်